ကားပရိသတ်များအလုံးပဲမင်္ဂလာပါဒီတစ်ပတ် Other Sport SC အစီအစဉ်မှာတော့ကျွန်တော်တို့အားကစားလောကထဲမှာရှိနေတဲ့စိတ်ပိုင်းဆိုင်ရာနဲ့အုံနောက်ပိုင်းဆိုင်ရာကိုပို့ပြီးတော့အားကိုးရတဲ့အားကစားနည်းတွေသဘောတဘာဝတွေအကြောင်းအထူးသဖြင့်ဒါစနူကာပါမယ်ဒါဂေါ့ဖ်တို့စစ်တူရင်တို့အစရှိတဲ့အားကစားနည်းတွေရဲ့အကြောင်းကိုကျွန်တော်စီတူနဲ့အတူဆရာနန်ွယ်ငင်းချန်ကသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျအကိုရေမင်္ဂလာပါခင်ဗျမင်္ဂလာပါမီလေး ဟုတ်ကဲ့ကိုဒီ other sport ကန်တာလေးမှာတော့ကျွန်တော်သိကျင်နေတဲ့အရာလေးပေါ့နော်ကိုဒီအားကစားဆိုတာတော့အားကစားဆိုတဲ့အတွက်အားကတော့ပါပြီးသားရုပ်ပိုင်းဆိုင်ရာပါတယ်စိတ်ပိုင်းဆိုင်ရာအုံနောက်ပိုင်းဆိုင်ရာလည်းပါပြီးသားပဲပေါ့နော်အဲ့တော့ဟိုဒီ50 50ထဲမှာမှတချို့သောအားကစားတွေကရုပ်ပိုင်းဆိုင်ရာဘက်ကို percent ပို့တိုးသွားတာမျိုးရှိတယ်တချို့အားကစားတွေကတော့ဒီညံရင်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာဘက်ကိုဟို percent ပို့တိုးသွားတာပေါ့ရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုအားကစားတွေတွေမှာကျွန်တော်မြင်မိနေတာပေါ့နော်စတူကာတို့ golf တို့ စစ်တူရင်လို့ပေါ့လေအဲ့တော့အဲပြောမှဆိုစနူကာအားကစားနည်းနဲ့အဲဒီစတင်ကျင်တာပေါ့နော်ကျွန်တော်ကတော့စနူကာကိုနဲ့ပတ်သက်လာရင်တော့ကျွန်တော်အိုဆူလီဗန်ကိုတော့အရင်ကြိုက်တယ်ပေါ့နော်အဲ့တော့ဒီစနူကာမှာ physical ဒီလေ့ကျင့်ရတာတွေအရင်ပင်ပန်းတယ်ကြိုတင်ပြင်ဆင်ရတာတွေဒီနာယီပေါင်းများစွာအာယုံဆိုင်နိုင်ဖို့တွေပြင်ဆင်ရတာတွေရှိရတော့မှန်တယ်ဒါပေမဲ့ကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာနဲ့ညာယီပိုင်းဆိုင်ရာရဲ့ဒီခင်းကျင်းပြသမှုအရေးပါမှုအကြောင်းလေးကိုဆွေးနွေးပေးပါအောင်ခင်ဗျအဲစနူကာကလည်း အာသာတွေထဲမှာရုပ်ပိုင်းဆိုင်ရာတောင်းဆိုမှုများတဲ့အာကစားနီးပဲဒါပေမဲ့ तू သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာတောင်းဆိုမှုအာကစားနီးဆိုတဲ့နေရာမှာအဲ့ဒီအရာကအခုတော့ဒီကွင်းအပြင်မှာပေါ့နော်အဲ့ဒီအရာတွေဖြစ်နေရတာဒါပေမဲ့ဒီသူကကစားပြီဆိုရင်အဲ့အဲ့ဒီသူတို့လေ့ကျင့်ထားတဲ့ခွန်အားကိုတုံးပြီးတော့နော်ဒီအာယုံရေရှိအချိန်ကြာကြာအာယုံဖိုက်နိုင်အောင်အချိန်ကြာကြာရက်နိုင်အောင်တုံးရင်းနဲ့ဟိုဘယ်လိုခေါ်မလဲအုံနှောင်းတဲ့စိတ်ကိုအရန်အသုံးပြရတဲ့ကစား ကစားနည်းပေါ့ဟိုဘောလုံးကြတော့ဘောလုံးလိုဟာမျိုးဗော်လီဘောလိုဟာမျိုးဘတ်စကတ်ဘောလိုဟာမျိုးတွေကြတော့အပြင်မှာလည်းပင်ပန်းလေးကျင်းရတယ်။ကွင်းထဲမှာလည်းခွန်အောက်အများကြီးတုံးရတယ်။အုံနောက်လည်းတွဲတုံးရပါမယ်ခွန်အောက်အများကြီးတုံးရတယ်။ဒီအခုစတွန်ကာလိုကစားနည်းမျိုးကြတော့ကွင်းထဲရောက်ပြီဆိုရင်ခွန်အားအရန်တုံးရတာမဟုတ်ဘူး။အချိန်မှာတုံးမှုအတွက်အခုလိုပြောမှဆိုရင်ဟိုဘက်ထရီနဲ့ချာဂျင်ကြိုဆုထားသလိုပဲ။အမှဖြည်းဖြည်းချင်းပြန်တုံးပြီ။အဲ့လွတ်တဲ့အချိန်မှာ तू ဒါပေမဲ့ तू အဓိကတုံးရတာစိတ်ပိုင်းဆိုင်ရာနဲ့ဒီ အတွက်အချက်ပြီးတော့အုံနှောက်ပေါ့ကွာအုံနှောက်ပိုင်းဆိုင်အောင်အဓိကသွားရတာနောက်တစ်ခုကစနုစနုကာကဘာထူးကြလဲဆိုတော့စနုကာမာကိုကကိုနိုင်မာဟုကဒီစနုကာထဲမှာရှိတဲ့ကစားသမားတွေဟာတုံးနဲ့တူဟိုဘယ်လိုခေါ်မလဲ style of play ဟာအရန်ကိုခြားနာတာကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ပဲစနုကာက indoor game เนาะဘောလုံးကလူ၁၁ယောက်ဒီလူ၁၁ယောက်ကဟို ကိစ္စတစ်ခုကို super mi account ထဲပေါ်နေကြတယ်အဲ့အတွက် variation တွေအများများတယ်အဲ့အတွက်ဒီ style of play တွေအများများတယ်ဒါသိထူးမထူးကြရင်မဲ့ဒီအခန်းချင်းလေးတစ်ခုထဲမှာဒီကြွေသီးလေးတွေနဲ့ဒီခုံတစ်ခုနဲ့ဒီကစားသမားနှစ်ယောက်ထဲကတလက်စီထိုးတဲ့ဟာကိုဘာလို့ကဘာကြီးကကြိုက်ကြတာလဲအဲ့ကစားသမားတွေရဲ့ personality အဲ့ကစားသမားတွေရဲ့ style of play တွေအဲ့ဒီအရာတွေကကွဲနေတယ်အဲ့ကွဲတာကိုလည်းကစားသမားတွေကပြနိုင်တယ်ဟုတ်မှအကိုတို့ကဟို ရိုနယ်အိုဆလီဗန်အကြောင်းကတော့အများကြီးပြောစရာမရှိဘူးကွာဒါတကဘာလုံးလည်းသိတယ်စနုကကြိုက်ရင်သိတယ်ဟုတ်မော်ဆရာလိုပဲโอเคသူ့ကိုဖယ်လိုက်ဟုတ်ကျန်တဲ့ကစားသမားတွေဒီမှာဆိုဟိုဟန်ဒရီရှိမှာကွာဟန်ဒရီရဲ့ style of play ကိုကြည့်လိုက်တကယ် ice cold machine ဘက်ကိုသွားတယ်ဒါတော့90ကျော်ရဲ့ဘီရင်ကွာ90ကျော်ရဲ့ဘီရင်သူ့သူ့ကစားတာကအခုတော့တည်ငြိမ်မှုအဲတခါလေကျတော့ robot robot တောင်မှဆန်တယ်လို့ပြောလို့ရတော့အောင် ice cold machine ဘက်ကိုသွားတယ်ဆိုပြီးတော့တော့ကွဲထော်သွားတယ်ဒီခုံလေးနဲ့ဒီကျူနဲ့ဒီဒီကျွေသီးတွေမှာဟို သူ့ပုံစံကအဲ့ဘက်ကိုလောကကွဲထွက်သွားပြီဆိုတာကိုပြတယ်တခါအကိုတော့ဟို Higgins John Higgins ပေါ့ John Higgins ကပလေးကိုဒီကဘာလုံးက Snooker ရဲ့ Professor ပဲလို့တင်သားတယ်အတင်သားရောက်လောက်အောင်လေသူကလောကကွဲထွက်သွားတယ်ပြီး Mark Williams တို့ကြတော့စိတ်လွတ်ကိုလွတ်ပဲဒီဒီဟာကဟိုပြောမှဆိုရင်ဟိုရက်ွက်ထဲမှာလမ်းထဲမှာတငယ်ချင်းတွေနဲ့ကစားနေသလိုဒီကောင်းကောင်းကစားပြနေတယ် Mark Williams တို့က အဲ့ဒီအပိုင်းကလည်းစွမ်းဆောင်မှုတစ်ခုပဲအဲ့ Jet Trump ရဲ့ပုံစံကကြတော့ဒါနောက်ထပ် O'Sullivan ပဲတကယ် Showman ပဲအဲသူ့မှာဟိုအတွက်အချက်တွေတွက်ကိန်းတွေကြိုမြင်တာတွေရှိတယ်နောက်တစ်ခုကအဲ့ဒီအရာတွေကိုပြိုင်ပွဲအသွင်ဆောင်တဲ့ကစားဟန်ကိုအဲတစ်ဖက်မှာလည်းတကယ်ဟိုလုံးဝ free spirit နဲ့ကစားနေတဲ့ပုံစံမျိုးအဲ Jet Trump ရဲ့စွမ်းဆောင်မှုကတစ်မျိုးအစရှိတယ်မှာ Serbia ရဲ့စွမ်းဆောင်မှုကတစ်မျိုးဒန်ညာနှွားရဲ့စွမ်းဆောင်မှုကတစ်မျိုးဆိုတော့ဟို အဲ့လိုပေါ့ဒီ snooker မှာကကိုကအဲ့ဒီအချက်ကိုအရင်ကလူတွေက game ကိုအဲ့လိုခွဲထွက်သွားပြီးတော့ကိုစားပြုတ်သွားတာအဲ့ဒါကအားကစားမှာဘောလုံးဘက်ကိုအခုပြန်တွေးရင်အဲ့ဒါကဒီ snooker players တအိုးချင်းစီကဘာဖြစ်သွားလဲဆိုတော့နီးပြတယ် Ferguson တို့ Jose Mourinho တို့ Arsene Wenger တို့ Pep Guardiola တို့ Klopp တို့ level ကိုရောက်သွားတယ်အဲ့ကြွေသီးလေးတွေကကစားသမားတွေဘက်ကိုရောက်သွားတယ်ဟုတ်ကဲ့ဆိုတော့အဲ့ snooker မှာကအဲ့ကြွေသီးလေးတွေကတက်မဲ့တွေကို အသက်ရှိသူလို့အကွက်တွေဖော်အောင်သုံးနိုင်တယ်အာသူတို့သူတို့ရဲ့ level ပေါ့နော်သူတို့ရဲ့အဲ့ဒီဟာကဟိုနိပြတူးလို့ပဲအဆအဆအရာအကိုစနုကောက်အဲ့အဲ့အပိုင်းသဘောကြလို့အကိုကဟိုပွဲတိုင်းကြည့်နေတဲ့သူမျိုးတော့မဟုတ်ဘူးဒါပေမဲ့ပွဲကြီးတယ်ဆိုရင်တော့ကြည့်တယ်အဲ့ပြီးတော့ဒီသူတို့ရဲ့အကြောင်းတွေအမြင်သားထောင်းတယ်ဆိုတာအဲ့ဒါလေးကိုစိတ်ဝင်စားလို့စနုကာကအကိုအဲ့အချက်ကိုကြိုက်တယ်ဟုတ်ကဲ့ကို အဲ့တော့ဒီကိုကပဲနီးပြကိုကပဲကစားသမားဆိုတဲ့ဒီအတန်တန်ကိုသူတို့ဖော်ဆောင်နေပေါ့နော်အဲ့တော့ဒီ golf တို့ဆိုရင်လည်းကိုကပဲနီးပြကိုကပဲဒီနီးပြတော့ရှိတာပေါ့နော်ဗာနီးပြတော့ရှိပေမဲ့လည်းကိုကပဲနီးပြကိုကပဲကစားသမားဆိုတော့မိမိန်နဲ့ golf တို့ပါတို့ကဟုတ်ကဲ့ပေါ့ဟိုချက်ဆိုလည်းအဲ့လိုပဲပြောရမှာထင်တယ်ပေါ့နော်အခုအဲ့တော့ဒီဟို golf နဲ့ပတ်သက်လာရင်ဟောဟိုပြောမဆိုရင်အဲဒီကျွန်တော်လေးရင်ခုန်ဖို့ကောင်းတဲ့ကစားနီးဒါပေမဲ့မသိတဲ့လူတွေအတွက်ဆိုရင်ကြာတော့တော်တော်လေးပြည့်စရာကောင်းတယ်လို့ ထင်ကြရတယ်ပေါ့နော်အဲ့တော့ golf ရဲ့ဒီဟိုကျွန်တော်တို့တွေးခေါ်စရာကောင်းတယ်တွေးခေါ်ခြင်းစရာကောင်းတဲ့အရာတွေကကိုဘာလို့များလဲကိုအဲ golf ကနံပါတ်1 snooker နဲ့လုံးဝကွဲပြားခြားနာတာက snooker ကနိုင်ရန်တွေကြားမှာကစားရတယ်ပေါ့လေပြိုင်ပွဲတွေကဟုတ်ကဲ့ golf ကတော့ open space ကြီးမှာကစားရတယ်ဟုတ်ကောနော် snooker ကကြတော့အခုတို့ tennis လိုပဲဟဟလာအတူပုံစံက အစနုကာသွားတဲ့ပုံစံကတယောက်ချင်းကိုတဆင့်ချင်းကြော်ပြတ်သွားတဲ့ပုံစံဘက်ကိုသွားတယ်။ Golf ကတော့အရန်ကြောက်စရာကောင်းသွားပြီ။မင်း Formula 1လိုပဲ။မင်းအကုန်လုံးတရားနေနိုင်ရင်အကုန်လုံးအနိုင်ယူရမှာ။ Golf ဟုတ်ကဲ့။ Golf ကအဲ့အပိုင်းတွေမှာ Golf ရဲ့ tension ကအရန်မြင့်တယ်။အဲ့တော့နောက်တစ်ခါဒီအုံနောက်ကိုအသားပေးရတယ်ဆိုပေမဲ့ရုပ်ပိုင်းဆိုင်ရာကလည်း Golf ကတော်တော်အရေးကြီးပြန်တော့ game နဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဟိုကစားတဲ့ တက်လွန်ကျသွားရင်ပြဿနာရှိတယ်။စိတ်ပိုင်းဆိုင်အရာလဲကစားတဲ့တမ်ပိုကျသွားရင်နော်ကစားတဲ့ mood ကျသွားရင်ပြဿနာရှိတယ်။ဆိုတော့ golf ကအဲ့ဒီအပိုင်းတွေမှာတော့ဒီ snooker တို့ golf တို့အောင်းနှောက်ကိုတောင်းရတဲ့အပိုင်းကအထူးပဲ။နောက်ချက်ဥမာအခုတော့ snooker ကစားတယ်ကစားသမားနှုတ်ဦးကစစ်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 60 60တိုင်ဖြစ်နေပြီ။အဲ့တိုင်ဖြစ်နေတဲ့အချိန်မှာ simple black ball လေးတစ်လုံးကမင်းတို့အရာအားလုံးကိုအဆုံးဖြတ်ပြီးတော့မှာဆိုတော့ situation မျိုးက golf မှာကကြတော့ ဟိုကွင်းရဲ့78ကျင်းကိုရောက်နေပြီ နောက်ဆုံးပတ်တင်တစ်ခုအဲ့ကောင်ကအရာအားလုံးပဲအဲ့ဒီကောင်အဲ့အလုံးဝင်ခြင်းအဲ့အလုံးမဝင်ခြင်းဆိုတဲ့အရာကအရာအားလုံးပဲသူ့မှာလည်းတကက်ဟိုအရန်ကြီးမားတဲ့ pressure တွေကလည်းကောမှာရှိတယ်နောက် snooker နဲ့ golf နဲ့ဘယ်အချက်သွားတူလဲဆိုရင်နှစ်နာရီလောက်ဒီ snooker players တူကနှစ်နာရီလောက် concentration အပြည့်နဲ့ကစားနေခြင်းနဲ့ရုတ်တရက်ကြီးလွတ်သွားတယ်ပေါ့နော် ်တော့ပါပြီဆိုတာနဲ့အရာအားလုံးကိုကိုယ်တော့ကိုယ့်အကိုဖြတ်စည်းပလိုက်တာ။ Golf မှာလည်းအဲ့လိုပဲ။တစ်ရက်ပြီးပြီ။နှစ်ရက်ပြီးပြီ။သုံးရက်ပြီးပြီ။ထိတ်ဆုံးက၄ရက်လောက်ဖြတ်ပြီးဥစားအောင်နေတယ်။အဲ့ဒီသုံးရက်စာလုံးမှာအကောင်းဆုံးလုတ်လာတယ်။အဲ့၄ရက်မြောက်မှာလည်း first hole second hole third hole တောက်ချောင်မှန်မှန်လေးသွားနေရင်လည်းကျင်းတချင်းချင်းမှာ OB ကျသွားတာမျိုးဟလာသုံးဖို့ဒီတော်တဲဝင်သွားတာမျိုးအဲ့ဒီအကောင်ကိုအဖက်ဆယ်တဲ့ရိုက်ချက်ကထပ်အားနေအားနေရင်လည်း ရှိသမျှတိဆောက်ထားတဲ့၃ရက်လုံးမှတိဆောက်ထားတဲ့၁၈ကျင်း၁၈ကျင်း၁၈ကျင်းတိဆောက်ထားတဲ့အရာတွေအကုန်လုံးကကျင်းတကျင်းနဲ့ပျက်စီးသွားနိုင်တယ်။ copy copy ရဲ့စကားမျိုးကအဲ့လိုမျိုး။ဒါပေမဲ့တစ်ခုတစ်လုံးကဘယ်နဲ့တော့တူလဲဆိုတော့ repetition and rhythm အဲ့အပိုင်းမှာတော့နောက်ခုစလုံးက technically အခက်ခဲတွေရှိသလိုအဲအဲ့ဒီကောင်ကဟိုဘယ်လိုခေါ်မလဲဆိုတော့ဆက်တစ်ခုလိုပဲဟိုစက်ယုံတွေမှာစက်တွေအလုံးလုံးတဲ့ပုံစံသိရမှာလားတောက်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  ်ပွဲအစအဆုံးအဲ့လိုဆက်တစ်ခုလို့လုံနိုင်ဖို့အတွက်စူးစမ်းရတာအမှကိုကဖောက်တယ်ဒါပေမဲ့ကိုကတော့တစ်ခါပဲဖောက်တယ်သူကနှစ်ခါဖောက်ကိုနိုင်နိုင်နေသူရဟာမျိုးဒါဒါဂေါ့ဖ်နဲ့စနူကာနဲ့မတူတဲ့အပိုင်းကအဲ့ဒီအပိုင်းတွေပေါ့တေချာတာကတော့ဒီစနူကာရောဂေါ့ဖ်ရောနှစ်ခုစလုံးဟာတကယ် quiet ဖြစ်တဲ့ environment မှာကစားရတယ်ဘတ်စကတ်ဘောဗောလီဘောဘောလုံးတွေကြတော့တကယ် crowded ပြီးရ noise ကကိုယ်ကိုခွန်အားတွေပေးနေတယ်အဲဒီမှာဒီ golf to snooker တို့ကြတော့ ဟောင်းအတန်ထွက်လာပြီငိန်ပြီးတော့အကြတန်တော်ကြားတော့တိတ်ဆိတ်ပြီးတော့အရန်လည်းကြောက်ကြည့်တဲ့သူလည်းကြောက်เสียကောင်းတယ်။ဟုတ်ကြည့်တဲ့သူလည်းကြောက်เสียကောင်းတယ်။ तू อ่ะ तू อ่ะဟိုဘယ်လိုခေါ်လဲဆိုတော့ရင်ထဲမှာအလုံးကြီးတစ်ခုစိုးတက်လာပြီးတော့ကိုအားပေးတဲ့ကစားသမားဝင်သွားပြီဆိုတော့ပြုတ်ကျတဲ့ပုံစံမျိုးအပေါ်ကနေအောက်ကိုပြုတ်ကျတာစိတ်ကလွတ်ချလိုက်ရတဲ့ပုံစံမျိုးဘောလုံးတော့ကြာအဲ့လိုမဟုတ်ဘူး။ဟုတ်တဖြည်းဖြည်းနဲ့တက်လာပြီးဂိုးဝင်သွားတဲ့အချိန်မှာဝုန်းစုစောင့်တက်တဲ့ပုံစံမျိုးအဲ့ခံစားချက်တွေကအဲ့တော့အားကစားတစ်ခုနဲ့တစ်ခုက ဲ့လိုမတူတဲ့ခံစားချက်တွေပေးတာဆိုအဲ့ဒါဆိုဒီစနိုကာဆိုလည်းဒီလိုပဲဒီနောက်ဆုံးတလုံးကိုထိုးလိုက်တဲ့အချိန်ကျမှတတ်လာတဲ့ဟာကြီးကအရင်ထဲမှာစို့ပြီးတော့တင်းနေတာပြီးသွားပြီဆိုမှဝုန်းစုပြုတ်ကျသွားတာအဲ့ဒီအဲ့ဒီပြုတ်ကျခြင်းပြုတ်စိတ်ကိုပော့ပါသွားခြင်းအဲ့အဲ့ဒီအရာကြီးအရာတော်ခံစားရတာဟိုဘောလုံးကကြတော့အဲ့လိုဝုန်းနဲ့စောင့်တက်သွားတဲ့အရာတော်ကိုကိုတို့ကစောင့်နေရဘတ်စကတ်ဘောကလည်းအဲ့လိုပဲအဲ့အဲ့လိုမတူဘူးဒီသူတို့စနူကာတို့ဂေါ့ဖ်တို့ကြောင့်အဲ့အပိုင်းမှာသွားတူဟုတ်ကဲ့ဟို အခုပြောတော့ကျွန်တော်စစ်စင်းပြေးပြီးတော့အဲ့အဲ့ခံစားချက်ကိုစစ်စင်းပြေးပြီးတော့မြင်တယ်ပေါ့နော်ပြေးပြီးတော့ရလိုက်တယ်ပေါ့လေပြီးတော့ဟိုပါပေါ့ဘယ်လိုပြောမလဲကျွန်တော်တို့ကတော့လုံကြီးစုတ်တက်နေရိုက်တဲ့ကစားလမားတွေတိုးတဲ့ကစားလမားတွေအဲ့အပိုင်းကိုမှန်တော့ဟုတ်ဟုတ်ကိုတော်တော်လေးကိုအာဘယ်လိုပြောမလဲအမားလည်းမခံဘူးပေါ့နော်ဘောလုံးမှာကဟိုပို့ပြီးတော့မားခံတယ်လို့ကျွန်တော်တို့ပြောလို့ရမှာဟိုမှာကတော်တော်တော်ဟိုပြီးတော့ဟိုတိုင်းဟိုတိုင်း ထိုးချက်တိုင်းထိုးချက်တိုင်းရိုက်ချက်တိုင်းရိုက်ချက်တိုင်းမှာဆိုကျွန်တော်တို့ပြန်ပြီးတော့ဟိုမက်ခရိုင်းဒီပြီးခဲ့တဲ့နောက်ဆုံး open သူသူဒီဟိုပြည့်သွားတဲ့ open တော့ဆိုကျွန်တော်ပထမဆုံးသူကောင်းနေပြီပဲပထမဆုံးဒီတနေ့ဝင်နေမှာသူစထွက်တော့မကောင်းဘူးပေါ့နော်အဲ့တော့တော်တော်လေးရင်ထဲမှာဟိုဖြစ်ဖြစ်ရတယ်ပေါ့နောက်ဆုံးမှဟိုဖြစ်သွားလို့သာအဲ့ကိုပြောရဲအလုံးကြီးကြကြသွားတယ်ပေါ့နော်ကြတာလည်းကျွန်တော်ခံစားခဲ့ရတယ်။အခုနည်းနည်းလေးထပ်ဖြစ်ပြောဦးမယ်သလား။ဟိုဂေါ့ကကြတော့အခုဒါအခုညီလေးစတွန်ကာအကြောင်းပြောနေရင်လည်းပြောလို့ ဘော့ကပူဆိုးသေးတယ်။ဘာပူဆိုးသေးလဲဆိုတော့ဘောလုံးဟာမထင်မှတ်တာတွေဖြစ်တတ်တယ်လို့ပြောနေသည့်တိုင်အောင်မိနစ်60မှာ3ခုအတွင်းထားပြီဆိုရင်တော့မင်းစိတ်အေးရပြီကွာ။ဟုတ်ကွာ။ခဏဆယ်မှာ3ခုအတွင်းထားပြီဆိုတော့ပိုပြီးစိတ်အေးရပြီ။ဘာကြောင့်လဲဆိုတော့ပြဿနာကမင်းကတကိုးပေးလိုက်တဲ့အခါမှာ break ထဲဒီလိုအလုံးကတော့အရန်သားတဲ့အတွက်ငါးခုစာတတ်မှတ်တယ်ဆိုတော့ဘောလုံးမှာမရှိဘူး။ဟုတ်ကွာ။သိလား။အဲ့ဒီခါကျတော့ကို ဟိုရုတ်တရက်ကြီးမရှုံးသွားနိုင်ဘူးဟုတ်မင်း၃ကိုးနိုင်ထားရင်နှစ်ကိုးတာအချိန်နဲ့ရောက်လာမယ်တကိုးတာအချိန်နဲ့ရောက်လာမယ်ထိုင်ဖြစ်လာမယ်ပြီးတော့မှရှုံးသွားမယ်ပြိုင်ဘက်ဟာ၄ကိုးပြန်သွင်းဖို့လိုတယ်အဲ့၄ကိုးအတွက်ဒီလာကြီးကတော့မဖြစ်နိုင်ဘူးဖြစ်နိုင်တဲ့ပွဲတွေရှိကောင်းရှိပေမဲ့အဲ့ဒါကတထောင်မှာတပွဲတသောင်းမှာတပွဲတသိန်းမှာတပွဲဂေါ့ဖ်မှာကအဲ့လိုမဟုတ်ဘူးမင်း၁၈ကျင်းအထိသုံးချက်လောက်တာနေတဲ့အနေထားမှာတော့စိတ်မချရဘူးဟုတ်ကောနောက်ဆုံးကျင်းနေတာအများသောဖြင့်ပါဖော်ဖြစ်လေရှိတယ်နောက်ဆုံးကျင်းအဲ့ပါဖော်မှာ ပထမအချက်ချော်ပြီဆိုစလန့်လာပြီကိုတာရာ၃ချက်အဲ့ဒါကဘာကြီးမဟုတ်တော့ဘူးဟို၃ကိုသွင်းထားသလိုမဟုတ်တော့ဘူးကိုတာရာ၃ချက်ဘာမစိုးဖြစ်သွားနိုင်လဲ golf ကဘော့ကကြတော့တကယ် every detail ရိုက်ချက်တိုင်းရိုက်ချက်တိုင်းရိုက်ချက်တိုင်းကမင်းကြောက်စရာကောင်းတဲ့ PR နဲ့ရိုက်ရတယ်။အဲ့ဒီနေရာမှာတော့ snooker ထက်လဲ golf ကပိုကြောက်စရာကောင်းတယ်။ဟုတ်ကော အဒီပတ်တင်ချင်းချင်းအနီးနီးလေးကိုချော်နေရမျိုးတွေကျွန်တော်တို့ချော်တယောက်ထိုးနေဟိုဘက်ကိုထွက်လိုက်ဒီဘက်ကိုထွက်လိုက်ဟိုဘက်ထွက်လိုက်တကယ်ဖြစ်တယ်မရဘူးကောကောဟုတ်ဟုတ်ကဲ့ကိုအဒီအဒီ golf day ဒီ city နဲ့ပတ်သက်လာရင်ပေါ့ဒါအခုကျွန်တော်တို့ဒီစိတ်ပိုင်းဆိုင်ရာနဲ့ပြီးတော့ကျွန်တော်ခန်းစားမှုအပိုင်းဆိုင်ရာဘက်ကနေကျွန်တော်တို့သွားတာပေါ့နော်အဲဒီကစားနည်းတွေမှာပို့ပြီးတော့ဟိုဘယ်လိုပြောမလဲဒီကစားနည်းတွေနဲ့ပတ်သက်ကစားသမားတွေဘက်ကဟိုတွေးရတဲ့ဒီညင်ပိုင်းဆိုင်ရာပေါ့ ဒီကစားနည်းတွေကိုခေါင်းအများကြီးသုံးရတယ်လို့သိရတယ်ပေါ့နော်အဲ့တော့အဲ့လိုဉာဏ်သုံးဆွဲတဲ့အပိုင်းမှာဟောဟိုဘလိုမျိုးတခြားကစားနည်းတွေထက် level အပိုပြီးတော့ထူးခြားနေတယ်ဆိုတဲ့အကြောင်းလေးကိုရှင်းပြပြပါဦးခင်ဗျအဲထူးခြားတယ်သူကဘောလုံးကတော့အကိုတို့တကယ်ပစ္စုပန်ဆန်တယ်သိလားအရှိကိုဘယ်နဲ့ကွက်တီကြုံမြင်ထားလို့မရဘူးဘောလုံးကကိုလက်ရှိလုံနေတဲ့အချိန်မှာပြီးတော့ကိုတိဆောက်ခဲ့တဲ့အရာတခုကဘလောက်မှားနေနေဘောလုံးကပြဿနာမရှိဘူး ဘောလုံးကကိုတီးဆောက်ခဲ့တဲ့အရာတစ်ခုဘလောက်လွဲချော်နေနေကွင်းထဲမှာနော်ပြဿနာမရှိဘူးအဲ့လိုပဲရှေ့ရလဲဘာတွေကြိုလှုပ်ထားရမလဲပြဿနာမရှိဘူးဘောလုံးကလက်ရှိ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 အဲ့ဒီလက်ရှိဆိုတဲ့အချိန်လေးတွေတိုင်းမှာဘောလုံးကဂိမ်းကိုဂိမ်းကိုအဆုံးဖြတ်ပေးတာဆိုလိုတာကညီလေးကင်တွယ်နေတဲ့အတင်းတင်းဟာမိနစ်80အထိစုပ်ပြတ်တက်နေလို့လဲဘာမှပြဿနာမရှိဘူးအရေးကြီးတာကအရေးကြီးတာကမင်း10နဲ့မရှုံးထားဘူး တူဝမ်းလည်းမရှုံးထားဘူးဆိုလိုတာကအခုပြောချင်တာကမင်းတရေဖြစ်နေသူရေအရှိမမင်းဘလောက်ဆိုးခဲ့ဆိုးခဲ့ပြဿနာမရှိဘူးပြီးတော့မင်းတရေဖြစ်နေသူရေမင်းအနိုင်ကိုမျောလို့ရတယ်အချင်းတွေတကူကနေဟုတ်လာပြီးအဲ့စနူကာတွေ chess တွေ golf တွေကမင်းစုတ်ပြတ်တက်သွားပြီဆိုရင်မင်းပြန်လိုက်လို့မရတော့ဟုတ်ကောတကယ်ပြန်လိုက်လို့မရတော့ golf ကထိတ်ဆုံးကသူကတော့ဝုန်းစုပြုတ်ကျသွားနိုင်မယ်ဟိုအောက်ရောက်နေတဲ့သူတယောက်ကဟိုထိတ်ဆုံးတက်ဖို့ဆိုးဖို့ဆိုတာကဟိုဟို ကောင်းကင်အန်နဲ့မြေကြီးအန်နဲ့ထိသလိုပဲခက်ခဲတယ်အဲ့တော့ snooker တို့ chess တို့လည်းဒီလိုပဲသူတို့ကသူတို့ဒီ positional strategy ကိုချလာတာငါတို့အစောပိုင်းညံ့မယ်ဒီအချိန်လေးမှာငါထိမ့်မယ်အဲပြီးတော့ငါတို့ပြန်အနိုင်ယူမယ်ဆိုတဲ့ဇန်ညွန်ရေးထားလို့မရဘူးသူတို့ပုံစံကသူဘောလုံးနဲ့အမတူဘူးဆိုတာအဲ့ဒါပေါ့နော်အခုဘောလုံးနဲ့အဓိကပြောရဆိုတာကဟိုပို့ပြီးတော့ထင်သာမြင်သာရှိအောင်လို့အဲ့တော့ဒီ chess မှာပြီးတော့ snooker မှာ chess ဆိုတာတော့ main ဘယ်လို comment ဆိုတော့ အခုလက်ရှိကစားနေတဲ့အခွက်ကနေပြီးတော့3 or 4ပေါ့เนาะရွှေခွက်တွေကမင်းအစင်းစင်းရှိနေရမယ်ဒါအခုအခုဒါပုံမှန်ဒီ generally ပြောတာအဲ့လိုပဲဒီ snooker မှာလည်းမင်း၈3ချက်စာအတွက်ဒီဒီ cue ball positioning ဟာမင်းကောင်းမှတွေးထားပြီးသားဖြစ်နေရနော်အဲ့အဲ့အချက်တွေအဲ့အဲ့အချက်တွေကဘာလဲဆိုတော့မင်းဟိုသူကဖြတ်ထိုးညံလဲလိုတယ်မှတ်ညံလဲလိုတယ် ဟလာဟိုဘယ်လိုခေါ်မလဲဆိုတော့တီထွင်ဖန်တီးညံလဲလို့တယ်ညံအမျိုးမျိုးကိုသုံးနေရဆိုတာဒါကြောင့်သူတို့ကညံကိုပိုသုံးရဆိုတာအဲ့ဒါကြောင့်ပြောတာပြီးတော့စိတ်ပိုင်းဆိုင်ရာဒီ psychological warfare အရန်လိုအပ်တယ်ဟိုသူကကဘယ်လိုလဲဆိုတော့အခြေအနေကစောစောပြောသလိုအရန်အားတာနေတဲ့အခြေအနေကနေတော့မဖြစ်နိုင်တဲ့အခြေအနေကိုရောက်သွားတတ်တယ်ဘောလုံးမှာကျတော့3ပေးချက်ကြီးဘောလုံးမှာမစ်တကူးပေးလိုက်ရပြီဆိုငါနိုင်သွားပြီဆိုစသည် နှစ်ခုပြေးလိုက်ပြီဆိုငါတော့တော်တော်မလွယ်တော့ဘူးဆိုတော့ဟိုတိလာပြီ game က red event game မျိုးစားပေါ်လုံး basketball လည်းဒီလိုပဲအအခြေအနေကကိုနိမ့်တဲ့ဟာကိုနိမ့်တဲ့အလျောက်ကိုကဟိုတဆင့်ကြီးတဆင့်ကြီးခံစားရတာဟိုကကျတော့ဝုန်းစုပြုတ်ကျသွားတာတကြွင်းမှာဒီ powerful ပေးထားတဲ့ဂျင်းတဲ့ဂျင်းမှာခုနချက်ရိုက်လိုက်ပြီဆိုရင်မင်းကတခါလေး၄ခုပြေးလိုက်ရတဲ့သဘောမျိုးပဲကွာဆိုလိုတာကအဲ့ဒီခါကျတော့ ဲ့တော့ mood swing ကအရန်များတယ် psychological welfare အရန်လိုအပ်တယ်ဆိုတော့အဲ့ဒါအဲ့ကြောင့်တချို့ကဘယ်လိုခေါ်မလဲဆိုတော့ golf မှာ safety first လဲသွားလို့လို့မရအောင် safety first ကတကယ်အောင်မြင်မှုတွေနဲ့ဝေးစေတယ်ထိတ်ထိတ်ထိတ်ပိုင်းလေးမှာရက်တီယုံတော့ပဲမျောလင်းရတယ်အော် safety first ကတကယ် winning formula မဟုတ်ဘူးအဲ့တော့အဲ့ဆို risk taking ကစားမလားအဲ့ဒါလည်း winning formula မဟုတ်ဘူးအဲ့ဒီအရာတွေအကုန်လုံးကိုတုံးနေရတာကိုယ်တိုင်ကအဲ့ဒီအရာတွေအကုန်လုံးကိုတုံးရတဲ့အတွက်ကိုကြုံတွေ့ရတဲ့ emotion feeling ကလည်းအမျိုးမျိုးပဲအဲ့အဲ့အခြေအနေပေါင်းစုံမှာစိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုရှိနေရတာဒါကြောင့်အရေးကြီးတာပြီးရင်ဒီ pattern တွေပေါ့နော်ကိုကအဲ့အဲ့ pattern တွေကိုအဲ့ pattern တွေကလည်းအရင်အရေးကြီးတယ်မင်းရဲ့မြင်ကွင်းဟိုဘယ်လိုခေါ်မလဲဆိုတော့မင်းသွားနေတဲ့အခါဒီဒီ pattern တိုင်းဆိုရင်ဒီလိုဖြစ်နိုင်နေဆိုတဲ့အရာတွေကိုကြိုးပြီးတွက်နေရတာ chess မှာလည်း pattern တွေရှိတာနော်ဟုတ်ကဲ့ကောင်မှာလည်း pattern တွေရှိတယ် golf မှာလည်း pattern တွေရှိတယ် golf ရဲ့ pattern chess ရဲ့ pattern ကဟိုသွားတဲ့ပုံစံက ဒီဟိုမှာ grandmaster တူးချင်းစီရဲ့ chat ဒီ checkmate patterns တွေကတောင်းတောင်မတူဘူးဒါပေမဲ့သူတို့သေချာတာကတော့သူတို့ကအဲ့အရာကိုတိဆောက်လာရတာသူသူ pattern အတိုင်း golf မှာကကြတော့မင်းကစားမှာကဟိုမှာ fame mekerson ရဲ့ play ကိုကစားမှာလား john ram ရဲ့ play ကို tiger wood ရဲ့ game ကိုကစားမှာလားတောင်းတောင် pattern တွေကမတူဘူးဘယ်နေရာတွေကိုချပြီးတော့ဘယ်လိုတွေယူတယ်လဲဆိုတဲ့ဟာတွေဆိုတော့အဲ့အရာတွေကအချက်တိုင်းမှာအများအမ်းတွေးနေရတော့ခေါ်နေရအောင်တော့တုံးနေရတာ တော့နောက်ဆုံးတော့အားသာအကုန်လုံးကတော့ဉာဏ်ရည်ကိုသုံးရတယ်ပေါ့လေဉာဏ်ကိုသုံးနေတယ်ပေါ့လေဒီအခုအခုပြောတဲ့ဒီ snooker chess တို့ golf တို့သူတို့ကတော့အတွေးအခေါ်ပြီးတော့စိတ်ပိုင်းဆိုင်ရာ ပြီးတော့အုံနောက်ပေါ့နော်အုံနောက်ဟိုပြီးတော့ဖြတ်ထိုးဉာဏ်စဉ်းစားဉာဏ်အဲပြီးတော့မှတ်ဉာဏ်အဲ့ဒါအကုန်လုံးကိုဒီ game ထဲမှာတပြိုင်နက်တည်းသုံးနေရတယ်အခုတို့ other sports ကြိုက်တယ်ဆိုတော့အားကိုကြိုက်တာလေဒါအားချင်းပြိုင်ကြက်ကစားနည်းတွေလည်းကြိုက်တယ်ဒါပေမဲ့တချို့ other sports တွေက ဲ့ဒီအာချင်းပြိုင်တဲ့အပြင်ကိုတခြားအရာတွေကိုပါအခုခံစားနေရတယ်ပြီးတော့ဝုန်းနဲ့ပြုတ်ကျသွားလိုက်ဝုန်းနဲ့ပြန်တက်လိုက်ဆိုတဲ့ဟာမျိုးအဲဒီအဒီဟာတွေကိုပြီးဆော့ဆော့ပြောသလိုနောက်ဆုံးအခုဒီကစားနည်းတွေကရင်ထဲမှာတဆို့တက်လာပြီးပြုတ်ကျသွားမှပြောရတာဟိုဘောလုံးနဲ့ဘတ်စကတ်ဘောတို့ကြတော့ငြိမ်နေနဲ့ဝုန်းဆိုစောင့်တက်သွားတော့ပြောရတာအဲ့မတူအဲ့မတူတဲ့နောက်ခုစလုံးကိုအခုကဟိုအလိုက်အပီးနေရတာပေါ့ဟုတ် ုတ်ကဲ့ကိုအဲပြီးတော့တော့ကျွန်တော်အခုဟိုပြောနေတယ်မှာကျွန်တော်ရုတ်တရက်စဉ်းစားမိရပါဘောเนาะဒီအားကစားနေနေပတ်သက်လာရင်ဟိုကျွန်တော်တို့ golf ပဲဖြစ်ဖြစ်အမ်ပြီးတော့ဒီ chess ပိုင်းပဲဖြစ်ဖြစ်အပြီးတော့ဒီ snooker ပဲဖြစ်ဖြစ်ပေါ့เนาะဒီ billiard ပေါ့ snooker ရော billiard ဒီအပိုင်းတွေမှာကျွန်တော်တို့နိုင်ငံနဲ့ကျွန်တော်တို့ရဲ့ local community တွေရဲ့ဟိုတည်းတည်းဝင်စိတ်ဝင်စားမှုနဲ့ဟိုတို့ရဲ့ဟိုကြွမ်းကျင်မှုနဲ့ပေါင်းမြောက်မှုကလည်းတော်တော်လေးဟိုတခြားရှင်းကြည့်မယ်ဆိုအနေအထားတစ်ခုရှိရလို့ ျွန်တော်ထင်မိထင်မိရပေါ့နော်ကိုအဲ့တော့ဒီဟုတ်အဲ့တော့အဲ့ဒီအကြောင်းလေးရပြီးတော့ဒီပြိသက်တွေအနေနဲ့တရားကစားတွေကိုဟိုခံစားမယ်ဆိုရင်ဒီဘယ်အချက်တွေအရေးကြီးလဲဆိုတဲ့အချက်လေးကိုဟိုကျွန်တော်တို့ဒီကုန်းချုပ်လေးဆွေးနွေးပေးပါအောင်အဲဒီကုန်းချုပ်နေပြောရရင်ကိုကတော့ဒီဟို chef ပေါ့နော် chef မှာကဟုတ်သားပါတော့ဒီကိုဝင်းစော်ထွန်းတို့ကိုစီသူတို့ဒါအခုနိုင်ငံမှာရှိကြတယ်ပေါ့ကွာအများကြီးပါပဲဟိုဒါလူတိုင်းမပြောတော့သူတို့ရှိကြဒါပေမဲ့သူတို့ကစားတဲ့အခါမှာဒီ Carlson ကစားနေတဲ့ဟာလာဒါမှမဟုတ်လေ Gary Kasparov ကစားခဲ့တဲ့ Anatoly Karpov ကစားခဲ့တဲ့ဆိုပြီးတော့အဲ့ဒီခုံကြီးကထူးပြီးတော့ကောင်းမနေဘူးဟုတ်အဲ့တက်နိုင်ရွှေနဲ့လို့သူလည်းရွှေနဲ့လို့လည်းဒီဂိမ်းပဲအုံနောက်ကပဲအဓိကမင်းရွှွန့်နဲ့ရွှွန့်ပြားပေါ်မှာဘယ်ဖြစ်ဖြစ်တက်တက်တက်ပြားပေါ်မှာကြောက်တင်ပေါ်မှာချစ်ပြီးတော့ကစားကစားအခုဆိုလိုတာက ground to တယ်ဟုတ်အဲ့ဒါ chess နဲ့ပတ်သက်ပြီးတော့ snooker ဒီလိုပဲကမ္ဘာအဆင့်ပြိုင်ပွဲကြီးဒီမှာ သွားနေတဲ့ခုံမျိုးဂိုရီနိုင်ငံမှာလည်းလုံနိုင်တယ်ကစားနိုင်တယ်နိုင်ငံသားအနေမှာပြီးတော့ဆိုတော့အဲ့မှာလည်းအရင်ပြဿနာမျိုးကွာခြားလဲနည်းနည်းပဲပေါ့ကွာအဲ golf ကကြတော့အဲ့လိုမရဘူး golf ကကြတော့အကိုတို့နိုင်ငံကကစားသမားတွေနိုင်ငံထွက်မအောင်မြင်ကြတော့တကယ်တော့အရေးချင်းရှိကြတယ်အကိုသိတယ်မအောင်မြင်ဘာလို့မအောင်မြင်လဲဆိုတော့မတူညီတဲ့လေတိုက်နှုံးတွေမတူညီတဲ့ PR တွေကိုထားလိုက်အောင်နော်မတူညီတဲ့ဒီ facility တွေအသုံးဆောင် equipment တွေကိုထားလိုက်အောင်မတူဘူးနော်ဟိုစနူကာတို့ဟိုဟာတို့ကြတော့ အဲ chess လို့ကြတော့အဲ့အပိုင်းမှာအရန်အားသာကို pure quality ကိုမြင့်ယုံမယ် golf ကမင်းဘလောက်တော်တော်နိုင်ငံခြားလေးရောက်တော့အခုမြန်မာကစားသမားတွေဟိုအမေရိကတွေပိုင်းမှာပြောနေစင်ကာပူလောက်မလေးရှားလောက်ရောက်သွားရင်တော့မှ green speed ကမတူတော့ဘူးမျက်ခွင်းအနေသားမတူတော့ဘူးကိုယ်စီမှာရိုက်တဲ့မျက်ဟာအတင့်အတင့်တော့ကောင်းပါတယ်ဒါပေမဲ့ဘောလုံးကကျတယ်ကျပြီးတဲ့အခါမှာပြေးသွားတယ်နှုံးဟုတ်တတအလုံးဒီနိုင်ငံတကာကစမ်းစမ်းချင်းစမ်းညွန်းမိကွင်းနေနဲ့ ကစားနေရင်တုံးရတဲ့အနေအထားတွေ့ရတဲ့အနေအထားနဲ့ကိုယ်စီမှာကစားနေတဲ့တချို့ဒီဟိုဟာကြတော့ဟိုဘယ်လိုခေါ်မလဲ fairway ရတော့ထားပါ rough ဆိုဘဲသားမြတ်တီတော်မှာတွေ့ရတဲ့ဝင်းနေရှိတယ်။ဟုတ်အဲ့တော့ဆိုတော့ပြောချင်တာပါလဲဆိုတော့ green speed မတူအဲ့တော့ကိုအမြဲတမ်းဒီအကွာဝေးကိုဒီအားနဲ့ရိုက်နေတာဆိုတာက habit ဖြစ်နေပြီအရိုးဆွဲနေပြီဟိုလက်ရောက်လက်ရောက်က green speed ကကြောက်စရာကြီးဟုတ် အဲ့တော့နေသွားပါမရရကြော်ကုန်တာပေါ့နော်အာမမရဘူးဟုတ်ပြောနေတာအဲ့ဒါပဲဟိုဒိုးစီမှာဟိုဒီအခု chess မှာလဲတော်ကြတယ်တော်တယ်ပတ်ပေါ်မြောက်ကြည့်တယ်ဒါကွင်းစော်ထုံးလို့ဆိုရင်သူတို့ရဲ့ဟို war ranking မှာလဲသူတို့ philo ranking နော်သူတို့သူတို့တော်တော်လေးမြင့်တယ် okay အဲ့တော့ဟိုအခုတို့ဒီ snooker မှာလဲအခုတို့စီကနေကမ္ဘာအဆင့်ကစားသမားတွေထွက်နေကြတာပဲအမြင့်ဆုံးအောင်မြင်မှုတွေသာမယူနိုင်တာကွာဟိုသူတို့ ဒီကဘာအဆင့်အာရှအဆင့်ပေါ့လေဟိုပြောလို့ရတယ်ဒါပေမဲ့ golf မှာကကြာတော့အဲ့လိုထွက်ဖို့တော့မလွယ်ဘူးဆိုတာအဲလက်ချိုးကြီးလို့ရတယ်ဟိုအရင်တော့ဟိုဟိုပါပေါ့ဒီကောင်းသီးမြအေးပေါ့ပြီးတော့ကြည်လာဟန်ပေါ့ဟာလာဆိုတော့ဒီကနေ့နောက်တော့ကိုဇော်မိုးပေါ့အစချင်းချင်းအခုတော့ဒီတော့ကျန်တဲ့သူတွေနိုင်ငံတကာထွက်ဖို့ဆိုတာတော်တော်မလွယ်တော်တော်အောင်မျိုးမလွယ်တာအဲ့မဲ့ကိုကြီးကိုပြရရှိတယ်သူတို့မှာအမြင်လည်းရှိတယ်ဟိုလုံနိုင်ကန်နိုင်သွန်းလည်းရှိတယ်အတွေးခေါ်လည်းရှိတယ်ဒါပေမဲ့ကစားတဲ့ game ရဲ့ဟိုဟာက ဟို landscape ကြီးอ่ะမတူမတူတဲ့ခါဆိုဒုက္ခရောက်ကြတယ်ဟိုသူများတွေမလေးကျင်လို့လည်းမဟုတ်ဘူးကြိုက်သလောက်လေးကျင်တည်နေအောင် လေးကျင်လုံးဝ100% perfect ဖြစ်သွားအောင်လေးကျင်လေဟိုရောက်ရင်လုံးဝအရာအလုံးကချမ်းသာသွားတာအဲ့ခါကျတော့ golf ကတော့ဒါကြောင့်သိပြီးတော့မထွက်ဘူးပေါ့နော်အဲမထွက်ဘူးဆိုတော့ကိုယ့်စီကကိုယ်နေအကုန်လုံးကိုနိုင်ငံတကာလိုက်မြင်ရင်လေဟိုကစားရကြီးကအရင်များသွားမယ်ပေါ့နော်ဒီ number ကြီးလို့ဘာလို့များလို့ဆိုတော့အခါကျတော့ golf ကတော့မလွယ်ဘူး diamond snooker chess ကတော့စူးစမ်းစူးစမ်းသလား ေါင်းမြောင်နိုင်တဲ့အနေအားရှိတယ်လို့ပြောရင်းနဲ့သုံးသပ်ခြင်းနဲ့ဟုတ်ကဲ့ကိုဒါအခုလိုမျိုးဒီ other sport ကန်တာပြီးတော့ဒီစစ်တူရင်ကောပြီးတော့ဒီ golf ကောဒီ snooker ကောအားလုံးကိုဒါရှင်းပြပေးခဲ့တဲ့အတွက်အခုအထူးပဲကျေးဇူးတင်ပါတယ်ပရိသတ်တွေလည်းကျွန်တော်တို့ရဲ့တင်ဆက်မှုကိုကျင်တဲ့အားရလိမ့်မယ်လို့မျှော်လင့်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ